ပြီးတော့အာနာရှင်ကိုထိမ့်မှုတဲ့ဝါတွေကိုလည်းနဲ့တက်ဆင်ပေးတာကိုလည်းမသိကြအောင်ဆောင်နေတယ်။အားလုံးပဲမင်္ဂလာပါဗျာ။ကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ။နေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။အရေးတော်ပုံအောင်ရမည်။စေအာနာရှင်စနစ်ကြာရှုံးရမည်။ 1990နောက်ပိုင်းကလည်းမြန်မာနိုင်ငံကလည်းတန်းရွှေလိုအုပ်ချုပ်တဲ့ကာလပေါ့ဗျာအဲ့တော့ဘာလို့သွားဆက်ဆက်မိလဲဆိုတော့ဥပဒေကြောင်းရတော့စစ်ကောင်စီကိုအရေးယူတယ်။ဒါပေမဲ့ အဲ့ဒါအတိုင်းပဲဒီမိုကရက်ကထားတာဒီမိုကရက်ကသူ့ရဲ့ foreign policy ကဒီအာဏာရှင်တွေကိုကန့်သက်ချုပ်ချယ်ပြီးတော့သူတို့စကားနားထောင်လောက်အောင်ပဲလုပ်တယ်အာဏာရှင်တွေကိုအပိဖယ်ရှားဖို့စိတ်ဝင်စားဖို့အဲ့ဒါဒီမိုကရက်ရဲ့အိုင်ဒီယာပဲပြောချင်တာစစ်တိုက်ဖို့စိတ်ဝင်စားဖို့ဖီဘာဝင်းတွေဖြစ်တဲ့ဂျော့ဘူးဆိုတော့မရဘူး သွားကဘာကြီးကိုကော်ပိုရေးရှင်းကြီးတွေပေါ့တထေးကြီးတွေကအုပ်ချုပ်မယ်အဲ့တော့ကဘာကြီးကိုသူတို့အမေရိကန်တထေးကြီးတွေနဲ့အမေရိကန်ကျွဲဝချမ်းသာမှုတွေကဘာကြီးကို စီးပွားရေးအင်ပါယာကြီးလုပ်ပြီးတော့အာနာရှင်တွေကိုစီးပွားရေးနဲ့မြှားမယ်ဆိုတဲ့ policy ပြောချင်တာကတရုတ်နဲ့ရုရှားကိုစီးပွားရေးနဲ့ချွေးသိမ့်မယ်ပေါ့ အဲ့တော့တရုတ်နဲ့ရုရှားကိုစီးပွားရေးနဲ့ချွေးသိမ့်မယ်ဆိုတဲ့ policy အောက်မှာသူကအာဏာရှင်တွေကိုအပြတ်ဖြတ်ဖို့မစင်စားဘူးစီးပွားရေးအခွင့်အလမ်းပေးမယ်ငါတို့စကားနားထောင်အောင်စီးရုံးမယ်နားမထောင်ရင်သူက session လောက်နဲ့ပိတ်ဆို့ထားလိုက်မယ်ပြီးအာဏာရှင်ကိုပြောင်းခိုင်းမယ်ပေါ့ပြောချင်တာကအာဏာရှင်ကိုဒီမိုကရေစီမရရင်တော့အာဏာရှင်က ပြော့ပြောင်းလာတာလောက်ကိုပဲသူတို့ကလိုချင်တာ အဲ့ဒီအခွင့်အရေးကိုဘသူရပါလဲဆိုတော့တန်းရွှေရပါလားတန်းရွှေရပါလားတန်းရွှေရပါလားအဲ့တော့သူကနှစ်ဖက်လုံးကိုမျှကစားတယ်ဒီမိုကရက်ကသူကဘလို့ကစားလိုက်လဲဆိုတော့အာနာရှင်ကိုလည်းသူကစီပွားရေးပိတ်ဆို့မှုတွေနဲ့ချုပ်ပြီးတော့ ဖားတယ်ဒါပေမဲ့အာနာရှင်နဲ့တော့ဆက်ဆံနေတယ်အာနာရှင်ကိုသူတို့အပီးတိုင်းတန်တမန်မဖြတ်ဘူးသူတို့တာသူတို့လွှတ်တော်ကိုယ်စားလှယ်တွေတာမတ်အဲဒီအထက်လွှတ်တော်အမတ်တွေပို့ပြီးတော့အာနာရှင်ကိုစီယုံခိုင်းနေတယ်တစ်ဖက်ကလည်းဒီမိုကရေစီခေါင်းဆောင်ဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်အပါဝင်တခြားလူတွေကိုမြေတောင်မြောက်ပေးနေတယ်အဲ့နှစ်ခုကိုတပြိုင်တည်းဒီမိုကရေစီကလောက်တာပြောချင်တာကအဲ့ဒီချိန်မှာရှိတဲ့အမေရိကန်ရဲ့ ဒီဒီမိုကရက်တီရဲ့ policy ဟာအာဏာရှင်အမြင့်ဖြတ်ရေးမပါဘူးပြီးတော့ပြည်တွင်းမှာလည်းဝင်လာတဲ့လူတွေအလုံးကိုထိန်းချုပ်ရေးမပါဘူးပြန်မောင်းထုတ်ရေးမပါဘူးအဲ့ဒီရွှေခေတ်ပေါ့အဲ့ဒီရွှေခေတ်ကြားတွေကနေပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့စစ်အာဏာရှင်တွေတကူထွားသွားတာ ဘာကြောက်လဲအမေရိကန်ရဲ့နိုင်ငံသားရေး policy ကကိုကအာနာရှင်တရုတ်နိုင်ငံနဲ့လှုပ်ရှားမယ်။သူကမြေတောင်မြောက်ပြီးမှပဲဗျာစီးပွားရေးဖွင့်ပြီးမယ်။တရုတ်နိုင်ငံကတရုတ်နိုင်ငံကဒီကုတ်ထုတ်ဆွမ်းအားအနေအမေရိကန်အရင်းရှင်တွေအမျက်ထုတ်မယ်။ပြီးတော့တရုတ်နိုင်ငံကို ထိန်းထားပြီးတော့တခြားအာနာရှင်နိုင်ငံငယ်လေးတွေကိုလည်းဝိုင်းထိန်းမယ်။အဲ့တော့အဲ့လိုပုံစံနဲ့သွားရတယ်ရံမလို့ဘူးပေါ့ဗျာဒီမိုကတ်က။ ဒါမဲ့သူ့အချိုးစည်းပွားပဲသူကြည့်မှာအဲ့လိုပုံစံနဲ့သူ သွားတဲ့ခါကျတော့တရုတ်နိုင်ငံနဲ့တန်းရွှေတို့ရဲ့ရွှေလန်းငွေလန်း ဖောက်တယ်ဒီအပြစ်ခက်ရဲဆဲရေးနဲ့ဝါတို့ဘာတို့ပေါ်လာကြီးကို သူကမသိမသားနဲ့မျက်စိမိတ်ပြီးထားတယ်။သူကဒီလန်းစင်ကိုသူကသွားတာပြီးတော့အာနာရှင်ကိုထိမ့်မှုတဲ့ဝါတွေကိုလက်နဲ့တက်ဆင်ပေးတာကိုလည်းမသိကြအောင်ဆောင်နေတယ် တော့အာနာရှင်ကိုဝိုင်းဝန်းပိတ်ဆို့တဲ့နေရာမှာအာနာရှင်နဲ့အပြိုင်ဝါတွေကိုတရားဝါဒစင်ထိန်းချုပ်တာကိုလည်းလက်ခံသလိုအပြိုင်နဲ့တည်းမှာသူကိုယ်တိုင်လည်းသူ့ရဲ့နိုင်ငံရေးသမားတွေနိုင်ငံသားကြီးရုံးဝလူတွေလွှတ်ပြီးတော့တန်းရွှေတွေကိုစီးယုံနေတယ်ပြောချင်တာက transition လုပ်ပြီးပို့ဒီမိုကရက်ကအဲ့လောက်ပဲစိတ်ဝင်စားတာအဲ့ဒီချိန်မှာလက်နက်ကင်လမ်းစဉ်ကိုအားမဝေးဘူးစိတ်လည်းဝင်စားအောင်ဒါကြောင့်လေ ABSDF တို့ KNU တို့အကုန်ကြဆုံးသွားတာအဲ့ဒီစိတ်မှာအာမေချင်းနေသွားတာပေါ့သူကအဲ့လိုအာမပေးပဲနဲ့သူကဘာလုပ်လိုက်လဲဆိုတော့အဲ့ဒီ ABSDF တွေမြန်မာဒုက္ခသည်တွေကိုအမေရိကန်နိုင်ငံကိုလာဖို့အတွက်လမ်းဖွင့်ပေးလိုက်တာပြောချင်တာကအကုန်လုံးဆွဲခေါ်သွားလိုက်တာဘာပြည်တွင်းမှာရှိနေရင်တောက်ရက်နေအောင်မယ်သူတို့သွားခြင်းတဲ့ policy ကိုကြားရက်ကန့်လန့်ခံနေအောင်မယ် ဲ့တော့သူကဘာလုပ်လဲဒီမိုကရေစီတင်းကြိုင်းဆိုပြီးတော့ကိုမိုးသူစင်တို့အုပ်စုတွေပေါ့မိုးဟိန်တို့အုပ်စုတွေပေါ့ကိုနိုင်အောင်တို့လည်းပါမှာပေါ့အဲ့ဒီအခက်ကအုပ်စုတွေပေါ့ ABSDF အုပ်စုတွေနောက်သူတို့ပြောတဲ့မွတ်စလင်တက်ဆိုတဲ့အုပ်စုတွေ KNU ဆိုတဲ့အုပ်စုတွေရှမ်းတက်ဆိုတဲ့အုပ်စုတွေကရင်အုပ်စုတွေအားလုံးကိုအမေရိကန်ကိုခေါ်လိုက်တာအဲ့ဒါကိုဘသူကဆက်အကောင့်တယ်ပေါ်လဲဆိုတော့ George Bush အငယ်ကဆက်အကောင့်တယ်ပေါ်လား သူကဘလို့ထိန်းလိုက်လဲဆိုတော့ USA နဲ့ကုလသမဂ္ဂကနေစင်ထိုင်းနိုင်ငံကိုသူကကောက်စားလိုက်တာထိုင်းနိုင်ငံကိုကောက်စားပြီးတော့အဲ့ဒီအာနာရှင်ကိုထောက်ခံနေတဲ့လူတွေအလုံးပြည်တွင်းမှာထိုင်းကလက်မခံဘူးဆိုပြည်တွင်းမှာပဲဒီလက်နက်ကင်တွေကံပြီးတော့သူတို့သွားကျင်တဲ့ policy နဲ့အာနာရှင်ကိုအနှောက်အယှက်ဖြစ်နေမှာစိုးတဲ့အတွက်တစ်ဖက်သလန်းကအာနာရှင်ကိုကူညီတဲ့ပုံစံနဲ့ကျွန်တော်နားထောင်ပြပါပြီကျွန်တော်ပြီးမှပြောပါမယ်အာနာရှင်ကို အဖက်တလန်းကကူညီပေးတဲ့ပုံစံနဲ့အဲ့ဒီအာနာရှင်ကိုလက်နက်ကင်နေတဲ့အိနိုင်ငံရေးသမားတွေចောင်းသားတွေအားလုံးကို ထိုင်းမှာလက်ခံထားဖို့သူကတဖက်တလန်းကနေပြီးတော့နေဖို့စားဖို့ရဖို့တွေဒုက္ခသစ္စာကနေဖွင့်ခိုင်းနေပြီးတော့အဲ့ဒီကုလသမဂ္ဂဆိုတဲ့ဒီ UNHCR ကနေတဆင်တရိယာကဘာကိုအခြေချဖို့ကိစ္စတွေကိုအမေရိကန်ကအားပေးတယ်အဲ့ဒီတွေ USA အကူအညီတွေအမြောက်အများသုံးပြီးတော့သူတို့ရဲ့ NGO တွေကိုအမြောက်အများသုံးတယ်အမေရိကန်ကအဲ့ဒီ policy ကိုသုံးတော့ ဥရောပမှာရှိတဲ့ဆွီဒင်တို့နော်ဝေးတို့เนาะဒီနယ်သာလန်တို့ကအဖွဲ့တွေကလည်းအဲ့ဒါတွေအကုန်လိုက်လာတယ်ဒိမ့်မတ်တို့ကသူတို့ကအမေရိကန်ကသူတို့ရဲ့ father ပေါ့သူတို့သူတို့ရဲ့ father ကြီးပေါ့သူတို့ရဲ့ခေါင်းဆောင်လှုပ်တာအကုန်လိုက်လှုပ်တာအဲ့တော့ပြောချင်တာကဒီမိုကရေစီဒီမိုကရက်လက်ခက်မှာ NGO တွေကောင်းစားတဲ့ခေတ်ပေါ့ဆိုတော့ NGO တစ်ဆင့်ထိန်းတာအမှန်က တို့ရဲ့ယူရဲ့ချက်ကိုကအာနာရှင်ကိုအမြင့်ဖြတ်ဖို့မပါဘူးအာနာရှင်ကိုတိုက်နေတာကိုလည်းတို့မကြိုက်ဘူးအဲ့တော့တို့ကဘာလုပ်လဲတိုက်နေတဲ့လူတွေအားလုံးထိုင်းရောက်လာတယ်အဲ့ဒီလူတွေအားလုံးကိုလူသားချင်းစာနာဘူးဆိုတဲ့ခေါင်းစဉ်အောက်ကနေ US 8အောက်ကနေပြီးတော့အဲ့လူတွေအားလုံးဆွဲထိန်လိုက်တာပြောချင်တာကမြန်မာနိုင်ငံရဲ့ပြဿနာကိုဖြေရှင်းပေးဖို့စိတ်ဝင်စားဘူးမြန်မာနိုင်ငံကိုဒီမိုကရေစီပြောင်းပေးဖို့လည်းစိတ်ဝင်စားဘူး စိတ်ဝင်စားတာတကူကအာနာရှင်နဲ့မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံရေးသမားတွေအတူတကွသွားပြီးငြင်းငြင်းကြဲကြဲနဲ့စိတ်မဖြစ်တဲ့လမ်းစဉ်ကိုသွားတာအဲ့ဒါကိုဘသူကဝင်ယူလဲဆိုတော့ Norway က Peak Center ဆိုတဲ့အဖွဲ့ကဝင်ယူတာပြောချင်တာကတို့တို့မှာအကန့်သတ်ရှိတယ်အဲ့ဒါဒီမိုကရက်တီရဲ့ရွှေခေတ်ပဲအဲ့လေအဲ့ဒါကြောင့်လေမြန်မာနိုင်ငံသားတော်တော်များများကိုအမေရိကန်နိုင်ငံသားဖြစ်ကုန်တော့ အဲ့ဒီအိုဘားမားရဲ့ဒီမိုကရက်တီရဲ့ policy ကြောင့်အဲ့ဒီ policy ကိုဂျော့ဘုအငယ်ပေါ့ကဆက်ယူသွားတယ်။ဒါကြောင့်လေသူတို့ကအာဆီယံလာတဲ့ခါမှာလော်ရာဘုကဒီဒုက္ခသစ္စာကောင်ရောက်ပြီးမြန်မာပြည်ဒုက္ခသည်တွေခေါ်မယ်ဆိုပြီးတော့ခေါ်ချလိုက်တာ။အဲ့ရနေပြီးတော့ကျွန်တော်တို့မျှော်မှန်းလို့မရတဲ့ဟိုတထေးတွေကတော့ငိုတဲ့အမေရိကရောက်နေပြီဒါပါလွန်ခဲ့တဲ့အနှစ်30 40 50 60တွေကဟိုဒီ ဥနေဝင်အာနာသိန်းတွေကရောက်သွားတဲ့လူတွေကသူတို့ညီကိုမောင်မားတွေပြန်ခေါ်ကြတယ်အမေရိကန်ကအမေရိကန်ရောက်တယ်ဆိုနိုင်ငံသားဖြစ်သွားရင်ကိုယ့်ရဲ့သားသမီးတွေအရွယ်ရောက်မရောက်သေးတဲ့သားသမီးအရွယ်ရောက်ပြီးတဲ့သားသမီးညီကိုမောင်မားဆွေမျိုးတွေခေါ်ကွင်းပေးထားတဲ့ဥပဒေရှိတော့အဲ့ဒါနဲ့အရင်လူတွေကတော့ရောက်နေပြီသားအထူးသဖြင့်တော့ Chinese တွေပေါ့တရုတ်တွေအများဆုံးရောက်တာအဲ့ဒါနဲ့အဲ့တော့သူတို့တွေကရောက်နေပြီသား နောက်တချို့ဒီ VOE မှာလုတ်တဲ့လူပါ VOE မှာလုတ်တဲ့လူတွေဘာတွေကလဲအချင်းချင်း90နောက်ပိုင်းမှာပေါ်တာပါ VOE ဆိုတာလဲဒါ VOE ဘာမီဆိုပါတော့90နောက်ပိုင်းမှာဒီတော်လိုင်းသမားတွေအငကိုရှိတဲ့လူတွေ ਨੇ ဆရာဝန်နည်းနည်းပါးပါးသလောက်ပဲရှိတာမြန်မာကွန်မြူနတီကအမေရိကမှာတော်တော်ရှားတာဗျဟိုတမျိုးလုံးနေလုံးမှာဟိုတပြည်နယ်လုံးလုံးမှာတယောက်တမိသားစုတော်မနေရှားရမယ့်အချိန်ပေါ့ရှိတော့ရှိတယ်ရှားရတယ်ပေါ့ဒါပေမဲ့ဒီမိုကရက်ရဲ့ဒီရွှေခေတ်ပေါ့ဟိုလူဝင်မှုကြီးကြပ်ရေးရွှေခေတ် အဲ့ဒီရွှေခေတ်မှာအဲ့ဒီ policy ကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေပေါ့ဥပမာဆင်းရဲတဲ့လူတွေနေဆက်မှာဒုက္ခဖြစ်နေတဲ့လူတွေစစ်တိုက်တဲ့လူတွေចောင်းသားတွေကဘလို့မှမမျှော်လင့်နိုင်တဲ့ကမ္ဘာပေါ်မှာနံပါတ်1အကောင်းဆုံးဖြစ်တဲ့အမေရိကန်နိုင်ငံသားအခွင့်အရေးကိုရောက်သွားတာမပြီးသေးပါဘူးဒါနှုတ်ထခြင်းအဲနှုတ်ထခြင်းနဲ့ပြီးဆုံးခြင်းရတာအပိုင်း90ဖြစ်ပြီအဲ့တော့ အဲ့တော့အဲ့လိုအနေထားကနေပြီးတော့တခြားနိုင်ငံသားတွေလည်းရွှေ့ခစ်ပေါ့ဗျာမြန်မာကတော့အဲ့ဒီမင်းအောင်လှိုင်တို့ကျေးဇူးနဲ့ဒီအမေရိကန်ရဲ့ policy ကြောက်ဒါတိုက်ခေါ်လို့ရတော့ပြဿနာမရှိဘူးတခြားနိုင်ငံသားတွေကတော့မက္ကဆီကိုနယ်စပ်ကနေဝင်ကြတာပေါ့ဗျာဒါဒါဒီမိုကရက်ဒီမိုကရက်ခစ်ပေါ့တချို့ကြတော့လေကိုယ့်အကူ visa မျိုးစုံလျှောက်တယ်ចောင်းသား visa အလဲ visa ဟိုဘာလဲဘယ်လိုပြောမလဲဟို conference တက်မယ်စီးပွားရေးဗီဇာမျိုးစုံရှောက်ပြီးတော့အမေရိကန်ရောက်ရင်နေလိုက်အမေရိကန်ရောက်ဖို့ပဲရေးကြည့်တာအဲ့တော့အဲ့လိုမျိုးနဲ့နေလဲကြတာပေါ့ဗျာအဲ့တော့တော့အမေရိကန်ရဲ့ policy ကလည်းထူးဆန်းတယ်ဗျာပြည်နယ်တွေကလည်းခင်ဗျာလာရင်အကုတ်ကာကွယ်ပေးတယ်ဥပမာအခုဖြစ်နေတဲ့ LA ပေါ့နော်အခု San Francisco ပေါ့အဲ့ဒီပြည်နယ်တွေက ဒီကယ်လီဖိုးနီးယားပြည်နယ်တို့ဘာတို့ကဒီမရုကက်ပြည်နယ်တွေကထူးဆန်းတယ်ခင်ဗျာသူကအဲ့လိုမျိုးတရားမဝင်ရှိတဲ့လူကိုလည်းကာကွယ်ပေးထားတယ်သူတို့ကသူတို့အိုင်အိုင် ID တွေထုတ်ပေးတယ်ဗျာသူတို့သူတို့သူတို့ပြည်နယ်ကိုရောက်လာတဲ့လူကဟိုဘယ်လိုပြောမလဲဟိုငင်းညံလောက်ကန်စားသောက်လို့ရပြီတော့လူမှုမငြိမ်မသက်မဖြစ်ရလေအောင်ကာကွယ်ပေးလိုက်တဲ့သဘောအမေရိကန်ရောက်လာရင်ဒါအမေရိကန်နိုင်ငံသားမဖြစ်တော့လူသားဆန်မှုတွေနဲ့ကာကွယ်ပေးထားတယ်အဲ့ဒါဒီမိုကရက်ပေါ်လစီပဲအဲ့တော့အဲ့ဒီရွှေခေတ်ကြီးပေါ့ အဲ့တော့အဲ့ဒီရွှေခေတ်ကိုလည်းတို့ကအာသူကဒီပွဲကိုသွားတယ်ဆိုတာကသူလူများတယ်လူများတော့သူထောက်ခံမှုရမယ်သူကသူ့ကိုချီးမွမ်းတာတို့အဲ့လိုမျိုးသွားတဲ့အချိန်မှာသူ့ကိုထောက်ခံအဲ့လိုမျိုးတွေသူကကြိုက်တယ်ဗျာသူကကြိုက်တော့ဒီလိုမျိုးပွဲတွေသွားတော့သမရလာကြည့်တယ်ဆိုတော့သူ့ကိုဝိုင်းအော်ကြမယ်ထောက်ခံကြမယ်သူကအဲ့ဒါကိုပီတိဖြစ်တာပေါ့ဗျာဒါသူ့ရဲ့ပါစင်နယ်နဲ့ဆိုင်တယ် အဲ့သူ့လိုမျိုးစိတ်တက်ရှိတဲ့လူတွေကဒါမျိုးသူ့ကိုအမြဲတမ်းချီးမိုးနေတဲ့လူရှိရမယ်သူ့ကိုအမြဲတမ်းလုံနေတဲ့လူရှိဒီလိုနေရာကိုသွားတာပဲတမင်ရွေးသွားတာပေါ့ဗျာဒါစီယုံကြီးနဲ့ပါတာပေါ့အဲ့တော့အဲ့တော့အဲ့လိုအနေထားကနေဒီမိုကရက်တီလှုပ်ခဲတဲ့ခါကျတော့အဲ့ဒီရဲ့နောက်ဆုံးအဆုံးသက်တည်2008ပဲ ဲ့တော့မြန်မာနိုင်ငံကိုဒုက္ခပေးမဲ့နိုင်ငံရေးသမားတွေအကုန်လုံးကိုအမေရိကခေါ်ထည့်လိုက်တယ်ပြောချင်တာကအကုန်လုံးအကျယ်ကျုပ်ချလိုက်တာအဖန်ထွက်ခြင်းလဲထွက်ပေါ့ဗျာ ADK ကဆိုရှယ်မီဒီယာမရှိတော့လဲအများကြီးထွက်လို့လဲမပြမရဘူးပေါ့အဲ့တော့အကုန်လုံးအမေရိကကိုဒီမိုကရေစီတင်ကြိုင်းဆိုပြီးတော့အမေရိကန်အစိုးရကကူညီတယ်လို့လို့နဲ့ဒီလူတွေအားလုံးထောက်ချပလိုက်တာအဲ့တော့ပြီးမှ तू ကစိတ်ကြိုက်ပြည်တွင်းမှာချဲလဲတာ तू နဲ့စစ်ကောင်စီနဲ့ပေါင်းပြီးချဲလဲတယ်အဲ့ရဒီမှာ तू ဖြစ်ချင်တဲ့ ရောဆန်းစုကြည်ကိုတင်ပေးဖို့ကြိုးစားတယ် NLD ကိုထိုးတင်တာပေါ့ဒါသူ့ရဲ့ policy ပဲအဲ့တော့အဲ့ဒီချိန်မှာသူ့ကိုစန့်ကျင်ပြီးပြောတဲ့လူအကုန်လုံးလည်းသူကဗီဇာမပေးတာတွေလုပ်ပါတယ်เนาะဒီမိုကရက်အစိုးရလည်းသူ့ကိုစန့်ကျင်တဲ့လူဗီဇာမပေးဘူးအထူးသဖြင့် Ranger ကိစ္စတွေမှာအမေရိကန်အစိုးရကိုပြန်ပြောတဲ့လူတွေဆိုတဲ့လူတွေအားလုံးကိုသူမပေးဘူးဒါသူ့ရဲ့ policy ပဲအဲ့တော့သူကဘာလုပ်လဲဆိုတော့ အမေရိကန်တိုင်ယုံဝနေတဲ့စင်ပြည်တွင်းမှာသူတို့တင်ကျင်တဲ့လူတွေနဲ့အဲ့ဒီ NGO တွေနဲ့ပေါင်းပြီးအကုန်လှုပ်ရှားကြတာပြောချင်တာမြန်မာနိုင်ငံရေးကိုပုံပေါ်တာဒါပေမဲ့ဒီမိုကရေစီအစ်စ်ကိုတော့မသွားဘူးသူကအာဏာရှင်နဲ့ဝေမျှစားတော့တဲ့စနစ်ကိုပဲသူကသွားခြင်းတာအဲ့ဒါကိုပဲသူ့ရဲ့အောင်မြင်မှုလောက်ပဲသူတို့ကလိုချင်တာပြီးတော့ပြည်တွင်းမှာလည်းသူက အဲ့လိုဥပဒေတွေနဲ့ကာကွယ်ပေးထားတော့ကွန်ဆာဗေတစ်ဒီဖြစ်တဲ့ဒီဘောက်ကင်းတွေပြန်တက်တော့ဘုစုလက်ထက်မှာလဲသူတို့ကအဲ့ဒီပြည်တွင်းဥပဒေကိုဦးစားပေးဖို့အတွက်အိမ်မှာ911ကြီးဖြစ်တယ်ဗျာ911ဖြစ်တော့ဘုစုကပြည်တွင်းမှာဖမ်းမင်စီးမင်လှုပ်ရင်ပြည်တွင်းမတည်မငြိမ်ဖြစ်ဖို့ကသူကလုံးလုံးမရဘူး။သူကဟိုဘက်ကိုဆက်သွားတိုက်ခြင်းတဲ့ခါကျတော့ပြည်တွင်းမှာတည်ငြိမ်ပြီးတော့ထောက်ခံမှုလိုချင်တဲ့ခါကျတော့သူကအဲ့ဒီကိစ္စကိုမကြိုက်ပေမဲ့လေမသိကြအောင်ဆောင်ထားတယ်။ နိုင်လေဗန်ဖြစ်တော့အမေရိကန်အစ္စလမ်ဘာသာဝင်တချို့ကတော့ဖမ်းတာစီးတာတွေလုပ်တယ်ဒါလောက်ပဲကျန်တဲ့လူမထီဘူးဒါလောက်ပဲအဲ့ဒါနဲ့ပဲဆက်သွားတယ်ပြီးတော့ဒီမိုကရက်ကအာဏာပြန်ရတယ်ဒါနဲ့ပဲလဲနေတာလေအဲ့တော့ဒီမိုကရက်ကအများဆုံးအမေရိကန်ကိုတိမ်ကြောင်းထားတဲ့ခါကျတော့ဒီမိုကရက်တွေရွှေခစ်ပေါ့ဗျာအဲ့တော့ဒီမိုကရက်တွေကအိမ်မှာစိတ်ကြိုက်ပုံပေါ်လား ဘာလဲအခုအိုဘားမားကဲလို့ဟာမျိုးတွေ insurance ကိစ္စတွေခဏတော့ကျွန်တော်ပြောတယ် test credit ကိစ္စတွေ food stamp ကိစ္စတွေ medical medicaid ကိစ္စတွေအဲ့ဒါမျိုးတွေ US aid ကိစ္စတွေအဲ့ဒါတွေအကြီးအကျယ်အကောင့်တွေပေါ်တာပြီးတော့နိုင်ငံတကာကလူတွေလက်ခံတဲ့ကိစ္စတွေရောက်နေတဲ့လူတွေအားလုံးကိုနိုင်ငံသားပေးတဲ့ကိစ္စတွေအကြီးအကျယ်အကောင့်တွေပေါ်တာအဲ့ဒါဒီမိုကရက်တွေက ဒါပေမဲ့အဲ့ဒီရွှေခေတ်ပြီးသွားပြီ။ဘာကြောင့်လဲ။အဲ့ဒီလူတွေကသူ့နိုင်ငံမှာလူမှုရေးမတည်မငြိမ်ဖြစ်နေတာကိုမဲဆွယ်စည်းရုံးပြီးမဲတောင်းခဲ့တဲ့ဘူးလက်ရှိအစိုးရကမဲတောင်းခဲ့တာ။အဲ့ဒါကိုအမေရိကန်ပြည်သူတွေကရေယုံကြည်ကြည်မဲပေးလိုက်တာ။အဲ့တော့ သူမဲတောင်းတာကိုအမေရိကန်ပြည်သူကယုံကြည်မဲပေးတာဖြစ်တယ်သူမှ mandate ရှိတယ်ဆိုပြီးတော့အဲ့ဒီနိုင်ငံသားတွေကိုနှိမ်နှင်းမယ်ဆိုတဲ့ mandate အရာ သူစီတကယ်အလုပ်လုပ်ပြီကျောင်းနာကကိုတည့်ပင်ဆိုင်တယ်တရသီးပဲရမှာလीကိုကတည့်ပင်သားဆိုင်တယ်တရသီးတကယ်စားရပြီအဲ့တော့ तू ကဘာလုပ်လဲအဲ့ဒီကနာတော့ကပြည်တွင်းလုံခြုံရေးအဖွဲ့တွေ FBI တွေသူ့လူတွေအကုန်သူခန့်နေ ခန့်ပြီးတော့အဲ့လူတွေအားလုံးကိုရေခဲတုံးအဖွဲတွေကိုလက်နက်တွေအကြီးကြီးတက်ဆင်နေအဲ့ဒါနဲ့အထူးသဖြင့်ဒီမိုကရက်တစ်ပြည်နယ်တွေဖြစ်တဲ့နယူးယောက်မဟန်တန်လိုဟာမျိုးတွေအဲလီလိုဟာမျိုးတွေကိုအကြီးအကျယ်ဖမ်းတာစီးတာတွေစပြီပြောချင်တာကအမေရိကန်နိုင်ငံမှာဘယ်တော့မှ အဖမ်းမခံရဘူးဆိုတဲ့ ကြောကျင်နာကထိုင်းနိုင်ငံကဲသို့မလေးရှားအော်ပရာစီကဲသို့အနေထားမျိုးအမေရိကန်မှာဘတော်မှမဖြစ်ခဲ့ဘူးဆိုတဲ့ရွှေခေတ် The Ant ပြီးဆုံးသွားပြီအဲ့ဒါနဲ့အဲ့ဒီဖန်အစီဘောလူမှုကြီးကြပ်ရေးတို့တက်လက်နဲ့အပြည့်အစုံတက်ဆင်ထားတာပြောကျင်နာကဟိုဟိုရင်းမှာပူတင်ကိုစစ်သားတိုက်တဲ့အတိုင်းပဲဟိုမှာလက်နဲ့မဲ့နေတဲ့အထောက်ထားမရှိနေတဲ့ဒီဒီဒီခိုးကိုရမဲ့ပေါ့နော် ားငယ်ပြီးကြောက်ရွံ့နေကြတဲ့အမေရိကန်နိုင်ငံမှာလည်း50နှစ်ရောက်ပြီးတော့တော်သူရှာဖွေစားတော့အခွန်နေပေးနေကြတဲ့အဲ့ဒီစားတော့ဆိုင်တွေကိုလက်နဲ့အပြည့်အစုံတက်ဆင်ထားတော့အထူးတပ်ဖွဲ့ကြီးတွေပြောချင်တာကအထူးအချမ်းပဲ့နေနေတပ်ဖွဲ့လိုပုံစံမျိုးတွေတပ်ဖွဲ့ကြီးတွေလက်နဲ့အပြည့်အစုံဂီယာအပြည့်အစုံနဲ့ဝင်စီးပါလေဝင်စီးတော့အဲလီလိုနေရာကလေအမေရိကန်နိုင်ငံမှာ အထောက်ထားမရှိတဲ့ရောက်နေတဲ့လူကမြန်မာအပါဝင်ပေါ့မြန်မာကတော့နေပါလေတန်း20လောက်ထဲမှာအဲ့ဒီ LED သားတဝိုက်ဟာလူဖြူအ ਨੇ ဆုံးနဲ့အဲ့ဒီနိုင်ငံသားသားအများဆုံးနေတဲ့နေရာစမ်းနေချီပြီးတော့ရှိတယ်တယောက်တည်းအမဟုတ်ဘူးနော်အထောက်ထားအခုကျွန်တော်ထိုင်းနိုင်ငံမှာမြန်မာတွေအထောက်ထားမဲ့တန်းနဲ့ချီရှိသလို LED မှာတကဘာလုံးကလူတွေအထောက်ထားနဲ့မဲ့စမ်းနေချီပဲရှိတယ်အဲ့ဒီနေရာကိုဝင်စီးတဲ့ခါကျတော့ မခံနိုင်တဲ့လူတွေကသူတို့ကိုယ်တိုင်ပဲအထောက်ထားမဲတာပဲလားတကယ်အမေရိကန်နိုင်ငံသားပဲလားသူတို့ရဲ့ဆွေမျိုးသားချင်းလားတော့မပြောတတ်ဘူးဆန္ဒပြတာတွေတားတွေစီးတာတွေဖြစ်တဲ့အဲ့ဒီချိန်မှာဖက်ဒရယ်အစိုးရဖြစ်တဲ့ဒီမိုကရက် ပြည်နယ်အုပ်ချုပ်ရေးမှုတွေရဲတွေကအဲ့ဒီလာဖမ်းတဲ့အဖွဲ့တွေနဲ့နော်ဒါမြန်မာနိုင်ငံမှာတော့ဖြစ်တော့မှာဖက်ဒရယ်နိုင်ငံမှာဖြစ်မဲ့ပြဿနာနော်ပြည်နယ်ရဲနဲ့ပြည်သင်အစိုးရနဲ့ဖက်ဒရယ် ဘ ਹੁ အစိုးရနဲ့ဘ ਹੁ အစိုးရရဲ့ရဲတွေနဲ့ထိတိုက်တွေ့မှာပွဲပဲအဲ့တော့ရှမ်းပြည်နယ်ပေါ့ဥမာအဲလီကိုရှမ်းပြည်နယ်လို့သတ်မှတ်လိုက်ဒါမို့လဲအဲလီကိုကရင်ပြည်နယ်လို့သတ်မှတ်လိုက်အဲ့တော့ကရင်ပြည်နယ်မှာရောက်နေတဲ့တရားမဝင်နိုင်ငံသားတွေကိုကရင်ပြည်နယ်အစိုးရကနေထိုင်ခွင့်တွေထုတ်ပေးထားတယ်ပြီးတော့အလုပ်လုပ်ခွင့်တွေပေးထားတယ်သူတို့လည်းအေးဆေးနေတယ်ဒါပေမဲ့ဘ ਹੁ အစိုးရဖြစ်တဲ့ NLD အစိုးရပေါ့ဗျာ အခု NUG အစိုးရပေါ့ကျွန်တော်မျက်စိနဲ့မြင်အောင်နှိုင်းပြတာ NUG အလားဒါလက်မခံဘူးဒီလူတွေမင်းတို့အကုန်ဖမ်းမယ်ငါတို့အကုန်ဖမ်းမယ်ပြန်ပို့မယ်ဆိုပြီးတော့အဲ့ဒီဘို NUG အစိုးရကဒီလူမှုကြီးကြပ်ရေးစစ်တပ်တက်တက်ဖွဲ့ပြီးတော့အဲ့ဒီစစ်တပ်ကိုလက်နဲ့အပြည့်စုံတတ်ပြီးတော့အဲ့ဒီကရင်ပြည်နယ်ဒီလှိုင်းပွဲတို့ကော့ကရဲတို့ကော့ကရဲတို့ဖန်တို့ကိုလှုပ်ပြီးဖန်ခိုင်းပါလေဖန်ခိုင်းတဲ့ခါကျတော့ဟိုလူတွေမှာဟိုမှာရောက်နေတဲ့ကရင်ကရင်ပြည်နယ်သားတွေကော တချို့အဲ့ဒီရောက်နေတဲ့တရားဝင်အုပ်စုတရားလည်းတန်းနေချင်ရှိတော့အဲ့ဒါတို့ကအဖမ်းမခံဘူးဆန္နာပြတယ်ဝိုင်းနေဝန်းနေလောက်ကြတယ်အဲ့ဒီချိန်မှာဟိုကလည်းဝင်လာတခါတော့စစ်ကားတန်းကြီးတွေနဲ့စစ်ကားတွေနဲ့လက်တက်အပြည့်စုံတက်ထားတယ်ရုပ်ရှင်တွေအတိုင်းပဲနော်စော်တော့မယ်ဆိုတဲ့ပုံစံဒါပေမဲ့ဒီမှာကဘာလက်နဲ့မှမရှိဘူးအဲ့လိုဝင်လာတဲ့ခါကျတော့အမပฏิပခတွေဖြစ်ကြတွန်းကြထိုးကြပြီးတော့အဲ့တော့သူဆိုင်ထဲကိုဝင်ဖမ်းတဲ့ခါကျတော့အပြင်မှာရောက်နေတဲ့လူတရာ200လောက်ရှိတဲ့လူအုပ်ပါအများကြီးမဟုတ်ပါဘူး လူဒီယာနေရာလောက်ရှိတဲ့လူအုပ်ကြီးကဆိုင်ကိုဝိုင်းလိုက်တော့အထဲမှာသူတို့သူတို့သူတို့ရဲ့လက်နဲ့အပြည့်စုံတက်ဆင်ထားတဲ့လူတွေကအန္တရာယ်ရှိနေပါပြီအတိုက်ခိုက်ခံနေရပါပြီဆိုပြီးတော့ပုံကြီးချဲမှုဒုတိမဟုတ်အကြောင်းပြချက်ဒုတိမဟုတ်တကယ်လဲသူတို့အတိုက်ခိုက်ခံနေရတာ ဖြစ်တာ ဖြစ်တဲ့အတွက်အဲ့ဒီအတိုက်ခိုက်ခံရတာဖြစ်တာဖြစ်တဲ့အတွက်အဲ့ဒီအတိုက်ခိုက်ခံရမှာဖြစ်တဲ့အတွက်အဲ့ဒါကိုအကြောင်းပြပြီး မနေ့ကအမေရိကန်သမရနဲ့အမေရိကန်အစိုးရကချက်ချင်းလက်မှတ်ထိုးပြီး National Guard လို့ခေါ်တဲ့ပြေစောက်တပ်2000စနားပြတဲ့ပြည်သူက100ကျော်ကျော်200ပေါ့ဗျာရုံးစံကားဖြစ်တယ်ပြောပြဒေါသတွေဖြစ်ကြတယ်ဟိုလူတွေကလည်းလုပ်တယ်အဲ့ဒီချိန်မှာကရင်ပြည်နယ်အစိုးရပေါ့အခုဆိုရင်တော့ဒီ KNU ကပြောတယ်ငါတို့ဝင်မပါဘူး NUG မင်းရမင်းရှင်ငါတို့နဲ့ဘာမှမဆိုင်ဘူးအဲ့တော့ပြေစောက်တပ်ဖြစ်တဲ့ KNU KNLA တို့ DGB တို့ကလည်းပြောတယ်မင်းတို့ MOD လာဖိုင်းဖိုင်းငါတို့နဲ့မဆိုင်ဘူးကျွန်တော်မြင်အောင်ပြောပြတာနော်မြန်မာနိုင်ငံတော်မှာဖြစ်လာတော့မယ် Federal ပြဿနာမင်းတို့ MO မင်းတို့ MOD ကလာဖိုင်းဖိုင်းငါတို့နဲ့မဆိုင်ဘူးငါတို့ဝင်မပါဘူးအဲ့ဒါကို NUG သမရကြီးကမာကြတော့အမေရိကန်သမရကြီးကဟာဒါကတိုက်ပြည် မတိမညီအောင်ဖြစ်နေတယ်ငါတို့ရဲ့ Federal ရဲတွေကိုမင်းတို့ပြည်နယ်သားတွေက ဒီတရားမဝင်ခိုးဝင်လာတဲ့လူတွေကဒုက္ခပေးနေတယ်ဒီအတွက်သမရအမိတ်ပြေစောက်တက် MOD တို့မလဲပကဖပလာဖပအဖ2000ပို့လိုက်တယ်ဆိုပြီးတော့ပို့ချလိုက်ပြီအဲ့ဒါဟာနောက်ဆုံးအနေထားပဲ